ရန်တန်ရိုဝါနဲ့လူစားဝင်ထိုးတက်မှုကဂျော့ရှွာဘန်အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေမလားပြီးခဲ့တဲ့ရက်ကမှချင်းဖိုင်တာလေးဂျော့ရှွာဘန်ကမြန်မာပြည်သက်တွေအတွက်အားရကြီးတဲ့ဆရာကောင်းတဲ့အောင်မြင်မှုတစ်ရပ်ကိုရယူပေးနိုင်ခဲ့ပါတယ်အဲဒါကတော့ပြီးခဲ့တဲ့ UFC ပွဲစဉ်316မှာတော့ဘရာဇီးဖိုင်တာဘရူနိုဆီလ်ဗာနဲ့ထိုးတက်ခဲ့တာဖြစ်ပြီးအလဲထိုးနဲ့အနာရယူနိုင်ခဲ့တာဖြစ်ပါတယ် ရူနိုဆိုတာက UFC ranking 12အဆင့်ရှိဖိုက်တာကောင်းကျူဖြစ်ပါတယ်။ရူနိုကိုနိုင်ခဲ့တာကြောင့်လည်းဘန်နီယာ ranking ကအဆင့်တိုးသွားဖို့ပဲရှိနေပါတယ်။ဒါပေမဲ့အခုချိန်ထိတော့ UFC ဘက်ကဘန်နီယာ ranking အဆင့်နဲ့ ပတ်သက်ပြီးတော့သတ်မှတ်ချက်ကြီးညာခြင်းတော့မရှိသေးပါဘူးဒီပွဲစဉ်မှာဆိုရင်တော့ဘန်နီရဲ့တိုးတက်လာတဲ့ striking skill defense skill တွေကိုပြည်သက်တွေကကောင်းကောင်းကြီးကြီးစုခန်းစားခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်ဒီပွဲပြီးမှာတော့ဘန်က UFC ကိုရောက်ရှိပြီးအချိန်နှစ်နှစ်အတွင်းရှစ်ပွဲထိုးသက်ထားပြီးဖြစ်ပြီးတော့ခုနှစ်ပွဲနိုင်တပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်ဘန်နီတိုးတက်လာတဲ့စွမ်းဆောင်ရည်တွေကတကယ်ကိုအားရကျေနပ်စရာကောင်းနေတာကတော့အမှန်ပါပဲနော်ဒီပွဲမှာလည်းဘန်နီအောင်မြင်မှုကို UFC ရဲ့ fighter ကြီးတွေကိုယ်တိုင်ကအချီးကျူးကိုမြှုပ်ပေးခဲ့ကြတဲ့အခြေကိုပဲတွေ့ရပါတယ်လက်တီထိုးချက်အများဆုံး fighter ဖြစ်လေ ဲ့ UFC မှာမှတ်တမ်းတင်ထားခံရတဲ့ဘန်ကမကြမီအချင်းကျွမ်းမချန်ပီယံခပ်ဘက်စင်ကာပူရရှိသူဖြစ်လိမ့်မယ်ဆိုပြီးတော့လဲကျွမ်းကျင်သူတွေကတုံ့တက်ပြောဆိုနေကြတာတွေရှိပါတယ်။ဘရူနိုနဲ့ပွဲကစားပြီးနောက်တရမှာတော့ဂျိုရှွာဘန်ကဘရန်ဒန်မော်ရိုနိုနဲ့ကစားခြင်းကြောင့် UFC ကိုတောင်းဆိုထားတာရှိပါတယ်။ တိမ်မကြခင်မှာပဲဘန်ကပွဲကစားဖို့ရှိတဲ့အကြောင်းသူ့ရဲ့ page ကနေပြီးတော့တင်ဝင်ပြောလာတဲ့ချိန်မှာပရိသတ်တွေကတော့သူတောင်းဆိုထားတဲ့ brandon နဲ့များလားလို့လည်းထင်ခဲ့ကြပေမဲ့မဟုတ်ပါဘူးရှင်။အခုဘန်ကတော့မကြမီ28ရက်နေ့မှာကျင်းပမယ့် UFC ပွဲစဉ်3 sandwin မှာထုတ်သက်သွားမှာဖြစ်ပါတယ်။ ဝဲစဉ်ကန့်လွန်နေတဲ့အတွက်ဘန်ကိုပြည်သက်တွေကစိုးရိမ်နေကြပြီမဲ့ကျမတို့ရဲ့ချင်တိုင်းသားဖိုင်တာလေးကတော့ဘာလာလာကြိတ်မယ်ဆိုတာကြည့်ပြမှုပွဲကိုလက်ခံလိုက်ပြီးဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့အရင်ဘရူနိုနဲ့ပွဲမှာကဘန်အတွက်အလောက်ကြီးကြီးကြီးမားမားထိခိုက်ထားတာမျိုးတော့မရှိသလိုဘန်အတွက်လီစင်ကန်လို့သူတို့အနည်းအထားမျိုးနဲ့ပြီးဆုံးခဲ့တယ်လို့တောင်ပြောလို့ရပါတယ်ရှင်။အခုဂျက်ရှူအဘန်ထိုးသိမ်းမဲ့ဖိုင်တာကတော့ Brandon Rubel ဖြစ်ပြီးတော့အဂျန်တလိုင်းကစားတက်တဲ့ဖိုင်တာကောင်းကျူးဖြစ်ပါတယ်။တကယ်က Brandon နဲ့ထိုးသက်ဖို့အတွက်ပထမဆုံးပွဲထည့်ထားတာကတော့ Manner Cup နဲ့ဖြစ်ပြီးတော့ Manner Cup ကဒ 那接着拿找？哎 ပြန်ပွဲကနေနှုတ်ထွက်သွားလို့ဘန်ကအစားထိုးဝင်ရောက်ပြီးတော့ထုတ်သက်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။ပြန်ပွဲကျင်းပဖို့ကအရင်20ဝန်းကျင်သာလိုတော့တာဖြစ်ပါတယ်ရှင်။ Brando Robelo မျိုးတပိုင်းဝိုင်းရင်ဖိုင်တာကြီးနဲ့ဘန်ကထုတ်သက်ဖို့လူစားဝင်လာတဲ့ဆိုတာကဘန်အနေနဲ့စွန့်စားရများကြာနေမလားရှင်။အမှန်တမ်းပြောရမယ်ဆိုရင်တော့ Brando ကိုနိုင်ဖို့ဆိုတာကဘန်အနေနဲ့တော်တော်လေးကိုခက်ခဲမှာပါ။အထူးသဖြင့်ဒီလိုဖိုင်တာမျိုးနဲ့ကစားဖို့ဆိုတာကပွဲချင်းအရင်နီးကမ်းမှလက်ခံလိုက်တာလေဘန်အတော်တော်ပြဿနာရှိနိုင်ပါတယ်။ Brando ကလက်ရှိမှာအသက်30နှစ်ရှိပါပြီ။ သူကအပွဲကစားချိန်မှာလည်းအကြံရင်ကစားတက်တယ်လို့မာကွန်တတော်ကိုမျက်နဲ့ဖိုင်တာကောင်းကြိုးလည်းဖြစ်ပါတယ်။ဒီလိုဖိုင်တာမျိုးနဲ့ပွဲချိန်နီကံမှာအလူစားချုပ်အနေနဲ့ပွဲလက်ခံလိုက်ကြကဗတ်အနေနဲ့ဘယ်လိုတွေဖြစ်လာနိုင်မလဲ။ဘယ်လိုပဲဖြစ်ဖြစ်ပါနိုင်ရင်တော့ချန်ပီယံခပ်အစင်ခေါ်ကွန်းကိုအမြန်ဆုံးရရှိမှာဖြစ်တယ်လို့ရှုံးသွားရင်လည်းဗတ်အတွက်တော့ဘာမှဖြစ်မသွားနိုင်ပါဘူး။ UFC ကပွဲတည်ပြီးသမျှဘယ်လိုဖိုင်တာမျိုးကိုမစိုးထိုးသက်သွားမဲ့ဘန်ကတော့ မကြမီ UFC မှာထွန်းတောင်းလာမယ့်မြန်မာနိုင်ငံသားတူအနေနဲ့တွေ့မြင်ရဖို့ရှိနေပါပြီ။အကြောင်းလည်းတကယ်ကိုမရှိတဲ့ဘန်ကတော့တကယ်ကိုလေးစားစရာကောင်းသလိုအခုလာမယ့်ပွဲစဉ်မှာလည်းကျမတို့တွေကတကယ်ကိုရင်ခုန်ဆိတ်လို့ရှားစွာနဲ့အားပေးဆိုင်ရမှာဖြစ်ပါတယ်နော်။ အချိန်တစ်လတောင်ပြင်ဆင်ခြင်းမရပဲနဲ့နိကက်နေပြီမဲ့၄၀သားပြေဝနေတာရင်နိုင်ပွဲဆာလောင်နေတာရဲ့အကြောင်းဘန်ကတော့ဝေဖိုက်တာလာလာ ACC နှွားပြမယ်အနေအထားပဲဆိုတာမို့ဘန်ကိုယုံကြည်ရင်းနဲ့ကျမတို့တွေအားပေးကြဖို့ပြောချင်ပါတယ်ရှင်။ဂျက်ရှာဘန်တယောက်ဘရန်ဒွန်နဲ့ထိုးသက်မဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ရောပရိသတ်ကြီးတို့ဘယ်လိုများထင်မြင်မိကြပါလဲ။ပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကွန်မန့်မှာရေးပေးကြပါအောင်နော်။ကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။ကျမတို့ channel လေးကိုလည်း like တန် subscribe လေးလုပ်ထားပေးပါအောင်ရှင်။